ီဒီယိုလေးမှာတော့ကျွန်တော်ဒီနေ့အောက်တိုဘာလ29ရက်နေ့ဘရုံနီတီယက်တာတနည်းအားဖြင့်ညဘက်မှာအမေရိကန်နိုင်ငံရဲ့အရေးကြီးဗန်တုံးလုံးဆုံးဖြတ်ချက်ထွက်ဖို့ရှိတဲ့တီယက်တာအတွက်ဖြစ်ပျက်လာနေရှိတဲ့ကမ္ဘာ့ရွှေစီကနေတာကိုကျွန်တော်သုံးသပ်ပြောကြားပြသွားဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်လေချောင်းလေးနားနေလို့ပေါ့နော်အတန်လေးနည်းနည်းတူတော့ဟိုတော့အဲကျူတအရာလေးတော့နားလည်ပေးစီချင်ပါနဲ့ခင်ဗျဟုတ်ပြီအဲပထမကမှဒီနေ့မနေ့မှာကမ္ဘာ့ရွှေစီကကျွန်တော်တို့အာ3900ပေါ့နော်3900ကျွန်တော်တို့ 68လောက်မဆိုး59လောက်မှာဈေးပွင့်လာခဲ့ပြီးတော့လက်ရှိချိန်ဒီအမြင့်ဆုံးအနေနဲ့ကျွန်တော်တို့3983လောက်ဒီတက်ခဲ့တဲ့အနိုင်ဆုံးအနေနဲ့ကျွန်တော်တို့3948လောက်ဒီကျခဲ့ပြီးတော့လက်ရှိမှာတော့ကျွန်တော်တို့3963နှစ်ဈေးနဲ့မှာဈေးပြေးနေနေတာတွေ့ရတယ်ပေါ့နော်အာလက်ရှိကမ္ဘာ့ရွေးဈေးအနေထားရေတိုဈေးအကျအားရှိနေတော့မှာပဲအဲဒီရေတိုဈေးအကျအားရှိနေတဲ့ကမ္ဘာ့ရွေးဈေးကဒီနေ့ ညအမေရိကန်ဘန်ဒိုနိုဆော့ဖ်ချက်မထွက်ခင်မှာဘလို့အတက်ကြပြီးနိုင်မလဲဒါမှမဟုတ်ဘန်ဒိုနိုဆော့ဖ်ချက်ထွက်ပြီးမှာဘလို့ဖြစ်သွားနိုင်လဲဆိုတာကိုကျွန်တော်တို့ကမ္ဘာရွှေရဲ့ဈေးအတက်ကြချက်ကိုကြည့်ပြီးတော့သုံးသပ်ကြည့်လိုက်အောင်ပေါ့နော်အဲမနီယာဆိုလန်ကဘာချွေစီယာကျွန်တော်တို့တည့်ရတာနေတာမှာဈေးအကျနဲ့ပဲကျွန်တော်တို့ပြီးခဲ့တယ်ဗျဈေးကျနဲ့ပြီးခဲ့တာပြတဲ့ခါမှာကျွန်တော်ဒီနေ့မှာနီးပညာပိုင်းရပုံမှန်ရိုးရှိမှန်တိုးတက်မှဆိုရင်ကျွန်တော်တို့ဈေးဆက်ကျနိုင်ပါသေးတယ်ရေတိုဈေးအကျအားရှိနိုင်ပါသေးတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့ညမှာ မေရိကန်နိုင်ငံရဲ့အရေးကြီးပေါ့နော်တနည်းအားဖြင့်ကမ္ဘာရွှေ့ဈေးရဲ့ဈေးအတကျလာရအတွက်အရေးကြီးတဲ့အမေရိကန်ဘိုးဘန်ရဲ့ပေါ့နော်ဘန်ဒိုနိုဆိုဖက်ချတဲ့တင်းနေထွက်ဖို့ရှိတာဖြစ်တဲ့အခါမှာအဲ့ဒီတင်းနေအနေထားကိုစောင့်ကြည့်တဲ့အနေနဲ့ကမ္ဘာဒီနေ့ကမ္ဘာရွှေ့ဈေးကကျွန်တော်တို့အာဒရင်းနေမတော့ကြမှာပေါ့နော်နှစ်မျိုးဖြစ်နိုင်ချေရှိပါတယ်တစ်မျိုးကတော့ဈေးငိမ့်တန်းအနေထားပေါ့နော်ဈေးငိမ့်တန်းအနေထားဆိုတာကျွန်တော်တို့အာအပေါ်ဈေးနဲ့အောက်ဈေးချပဲတက်လိုက်ကြလိုက်ပြေးနေပြီးတော့ညဘက် တရင်မျိုးစောင့်တာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ဈေးအအလောက်ကပ်ပေါ့ခါရမ်းပြီးတော့ကျွန်တော်တို့တချို့တော့အရေးကြီးတရင်တွေမထွက်ခင်မှာဆိုရင်ကမ္ဘာရွှေဈေးကအပေါ်ပြေးလိုက်အောက်ပြေးလိုက်နဲ့ကျွန်တော်တို့ဈေးကဝုန်းနှံကျဲပြီးတော့အဲ့လိုအနေအထားမျိုးတွေဖြစ်နိုင်ခြေရှိပါတယ်အဲ့ဒီအနေအထားနှမျိုးဖြစ်နိုင်ခြေရှိတာဖြစ်တဲ့အခါမှာကိုကဒီနေ့မှာ risk များများမယူခြင်းဘူးဆိုရင်တော့ဘန်တုံးလုံးဆုံးမချမထွက်ခင်မှာကမ္ဘာရွှေဈေးကိုအယောင်းဝယ်မလုပ်ဘဲနဲ့စောင့်ကြည့်တာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ခင်ဗျာ rescue နိုင်တယ်ဆိုရင်တော့ကျွန်တော်တို့အဲဘတ်တုံးဆိုးပကြမထွက်ခင်မှာကဘာရွှေစည်ကိုကျွန်တော်တို့ရေးတို့အယောင်းဝယ်လုပ်လို့ရပါတယ်ဟုတ်ပြီအဲရေးတို့ရောင်းဝယ်လုပ်လို့ရမယ်ဈေးတန်းကြီးကျွန်တော်ပြောပြပေးပါမယ်เนาะအဲ့မတန်ခင်မှာကျွန်တော်ဒီနားတော့ဝိုက်မှာဆိုတော့ကျွန်တော်ကြည့်လိုက်ပါเนาะကဘာရွှေစည်ရတောက်လျှောက်တက်လာတဲ့ဒီမှာအကြာတုံးနဲ့ပြန်ပြီးတယ်အကြာတုံးနဲ့ပြန်ပြီးပြီးတော့ကျွန်တော်တို့နောက်မှာနောက်ရက်ဒီမှာစတိုက်တက်သွားတယ်ဒီနားတော့ဝိုက်ဝင်ပြီးမှကြည့်လိုက်ကဘာရွှေစည်ရတောက်လျှောက်ကြလာဒီမှာတော့ကျွန်တော်အကြာနဲ့ပြီးလဲဆက်မကြမယ်နဲ့ပြန်တက်သွားတယ် ဒီမှာလည်းကျွန်တော်တောက်လျှောက်အကြနဲ့ပြီးသွားတယ်။အဲ့ဒါဆိုရင်ဒီဘက်ကဟာနဲ့ကျွန်တော်နည်းနည်းလေးဆက်ဆက်ပြီးစဉ်းစားကြည့်မှဆိုရင်တချို့ချိန်မှာ retail ထွက်တာအများစုကလည်းကျွန်တော်တို့အတက်ဖက်ပြန်မှန်းနေကြတယ်။ဘာလို့ဒီနေ့ညအမေရိကန်ဘတ်တို့ကရှော့ဖို့များနေအောင်နော်။ဒီနေ့သားမှာဒီနေ့တရက်သားမှာကျွန်တော်တို့ပြအတက်သုံးပြဒီအလိုမျိုးကျွန်တော်တို့ဟိုကရက်တူအတက်သုံးတဲ့ပူကြီးတဲ့အကြတုံးတုံးပြီးပြီးတော့ဆက်သက်သွားတဲ့ပုံစံမျိုးပဲဒီနေ့မှာလည်းကျွန်တော်တို့ကဒီကရက်ပြမနီကအစီအကြတုံးတဲ့ ပူကြီးတဲ့အစိမ်းအောင်အုံးလေးပေါ့နော်ဈေးအသက်သုံးမြန်ပြီးပြီးတော့မနှက်ပြန်မှ ပြန်ကြသွားမလားအဲ့ရလေးကိုကျွန်တော်တစ်ချက်စဉ်းစားမှဖြစ်ပါတယ်။ဘာလို့ဒီချိန်မှာဆိုရင် retake ထွက်တာအများစုကကျွန်တော်တို့အဝယ်ဘက်ကိုအားတန်နေကြပေါ့။ကဘာရွှေစီပြန်တက်တော့မယ်ပြန်တက်တော့မယ်ပြန်တက်တော့မယ်ပေါ့နော်။ဘာလို့ဒီညအမေရိကန်ဘတ်သွန်းတို့ရောက်ပါမလို့ပြီးတော့မနီကလည်းကျွန်တော်တို့3900နဲ့3860ကြာဈေးတန်းဆိုတာနေပြန်ကန်တက်လာတာပြတဲ့ခါမှာပြန်တက်တော့မယ်ဆိုပြီးတော့အဝယ်တွေကျွန်တော်တို့အားတန်နေကြပါတယ်။ တော်များများပါเนาะဒီနေ့ထားမှာဒီနေ့မှလာကျွန်တော်တို့ပြာတရက်တာမှာဒါကြီးလို့ဈေးအသက်3လေးမနီယာအသုံးထက်ပါเนาะမဆိုးစလောင်လေးပါเนาะတနည်းအားဖြင့်ခပပါးလေးကြီးတဲ့ဈေးအသက်3လေးတုံးပြီးသွားပြီဆိုရင်တေချာတယ်မနေ့ပြန်မှာကျွန်တော်တို့အဝယ်လိုက်မဲ့လူတွေ retail trader တွေအများကြီးတန်းစီနေလိမ့်ဒီအဲ့အနေထားမှာဈေးပြန်ထိုးကြသွားတာမျိုးဒါမှမဟုတ်ဈေးအကျပဲပြသွားမျိုးမဖြစ်နိုင်ဘူးလားပေါ့เนาะဒါကတော့ကျွန်တော်ဖြစ်နိုင်ခြေ probability ကို ဒါကအရင်ကဖြစ်ခဲ့တာနဲ့ကျွန်တော်ဆက်ဆက်ပြီးတော့စဉ်းစားခြင်းဖြစ်ပါတယ်ဖြစ်လားမဖြစ်လားတော့ကျွန်တော်ချင်းဒီပုံပြောလို့မမရဘူးပေါ့နော်ဒါဖြစ်လာနိုင်ရဲ့အလားအလာလေးကိုကျွန်တော်တုံ့သက်ပြပေးခြင်းဖြစ်ပါတယ်တေချာတကူကဒီနေ့မှကျွန်တော်ဈေးအသက်သုံးတရုံးနဲ့ပြီးသွားရင်တော့မှဒီပေါ့နော်ကိုက်ရအတုံးထဲတိတိတတမကြည့်ဘူးဆိုရင်တော့ကျွန်တော်တို့အဲမနေ့ပြန်လို့ဘာလို့မှတော့အဝယ်လိုက်ဖို့တော့နည်းနည်းခရင်နေခင်ဗျအဲ့ရလေးကိုကျွန်တော်ကြိုပြီးတော့ကျွန်တော်တုံ့သက်ပြပေးထားခြင်းပေါ့နော် အဲ့အပ်တကကျွန်တော်တို့ခုနစကားပြဆက်မယ်ဆိုရင်ကျွန်တော်တို့အမေရိကန်ဘတ်တုံးလုံးမထွက်ခင်မှာကမ္ဘာရွှေစီကိုကျွန်တော်တို့ဘယ်လိုစီးဒီမှာရေတူအယောင်းဝယ်လုံးတင်လဲဆိုတာကိုကျွန်တော်သုံးသပ်ပြမယ်ဆိုရင်အချိန်တနင်္လာအတိုင်းတာနဲ့ကျွန်တော်ပြပေးပါမယ်အချိန်တနင်္လာအတိုင်းတာနဲ့ကျွန်တော်ပြမယ်ဆိုရင်ကျွန်တော်တို့ဘယ်ဈေးရမှာဝယ်တင်လဲလို့ပြမယ်ဆိုရင်ဆိုကြပါတော့ကျွန်တော် offer ဆိုဒီဈေးနဲ့နေရှိမှာပြတော့ကိုထားထားဒီနေ့ဒီ390ဒီတော့တော့မမသိဘူးကျွန်တော်ဒီ390ဝင်းကျင်ပါနော်390ဝင်းကျင် အဲဟိုအနိုင်ဆုံးဈေးလို့ကျွန်တော်သတ်မှတ်ခြင်းနဲ့အမြင့်ဆုံးဈေးကိုတော့ကျွန်တော်ဘယ်လောက်သတ်မှတ်ခြင်းလဲလို့မေးမှဆိုရင်ဒီ3992 93ပေါ့နော်အဲဈေးရန်ဆုံးသတ်မှတ်ခြင်းပါတယ်ဒီကြားထဲမှာကျွန်တော်ထပ်ပြီးတော့အာဈေးရန်ဆုံးနေနှခွဲမယ်ဆိုရင်တော့ကျွန်တော်တို့3980နဲ့3992ညာဈေးရန်ဆုံးဟိုအောက်ဘက်ဆိုရင်ကျွန်တော်တို့ဆိုကြပါစို့ကျွန်တော်တို့3992 3923နဲ့3930ကြာစီတန်းဆုံးဖြစ်ပါတယ်။အဲ့ဒါပြတကမှာကျွန်တော်ဒီနေ့ကဘာချွေစီကိုညဘက်တရင်းနေမထွက်ခင်မှာ3980နဲ့3992ကြာစီတန်းဆုံးကြာရောက်ပြီဆိုရင်3992အထက်မှာအချင်းတနိုင်အတိုက်တာပေးစီစီအတက်အားကောင်းကောင်းနဲ့မပိတ်မချင်း3980နဲ့3992ကြာရောက်ပြီဆိုရင်ရေတူရောင်းလို့ရပါတယ်။ အမြတ်ပိုင်းဈေးတန်းကတော့ဒီဆုံးနှစ်ခုရဲ့အလဲလောက်ကြားချပြီးပြတော့เนาะ3950တို့3955ဝင်ကျင်လောက်ပြပါအရှုံးပိုင်းဈေးတန်းကတော့ဒီဆုံးမှာရောင်းတယ်ဆိုရင်တော့ကျွန်တော်4000အထက်လောက်ပြပါခင်ဗျာဒါအယောင်းအတွက်ပေါ့เนาะအဝယ်အတွက်ဆိုရင်တော့ဒီ3930နဲ့3930ကြားဈေးတန်းဆုံးကြကြပြီးဆိုရင်3930ဈေးတန်းအောက်မှာကျွန်တော်တို့အချိန်တနားရဲ့အတိုင်းသာအပိတ်ဈေးရကျွန်တော်တို့ဈေးအကျအားကောင်းကောင်းနဲ့မပိတ်နိုင်မချင်း ရေတူပြောင်းဝယ်ပါအရှုံးပိုင်းစည်းတန်း3900အောက်ပေးပါအမြက်ပိုင်းစည်းတန်းကကျွန်တော်ခုနပြောလို့ပုံနဲ့ကျွန်တော်တို့3955လို့3960တို့အဲ့ဒီဝင်ကျင်မှာကျွန်တော်တို့အမြက်ပိုင်းစည်းတန်းပေးလို့ရပါတယ်ခင်ဗျတကယ်လို့ဗောဒီကော3990စည်းတန်းအထက်မှာကျွန်တော်တို့ဟိုအချင်းတိုင်းအတိုင်းနာပေးစရာဈေးအတက်အကောင်းကောင်းနဲ့ဖောက်တက်သွားပြီဆိုရင်ရောအဲ့လိုမျိုးဆိုရင်တော့ကျွန်တော် live ဝယ်လို့ရလာမိမှာဆိုရင်တော့ အဲကျွန်တော်ကတော့ live web ပို့တဲ့ဈေးဝယ်ခြင်းနေစောင့်ကြည့်တာပို့အားပေးတယ်ဗျဘာလို့လဲမသိဘူးဒီမှာတော့ဒီမှာဖောက်တက်သွားပြီမှန်းနေနည်းနည်းပဲဆက်တက်တာပေါ့နော်ကိုကတကယ်လို့ risk ယူလဲဆိုတော့နည်းနည်းတော့ live web ပေါ့နော်အမြတ်ပိုင်းဈေးတန်းဘယ်လောက်ပိုင်းလို့ရလဲမသိဘူးဆိုတော့ကျွန်တော်၄တော့20ဝန်းကျင်လောက်ပိုင်းပေါ့နော်အရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်တို့3-9ခုနှစ်အလောက်မှာပေးပါဒါမှမဖြစ်နိုင်မယ်ဆိုတော့ ်မဝယ်ဘဲနဲ့ဈေးကွက်ချင်းတွေကိုစောင့်ကြည့်တာတော့ပိုကောင်းလိမ့်မယ်။တုံကုန်းကုန်းနည်းစေနာတဲ့မှာအချိန်တိုင်းအတိုင်းသာပိတ်စရာဈေးအတက်အားကောင်းကောင်းနဲ့ပိတ်သွားခင်းရင်ပေါ့နော်။အဲ့လိုပဲတုံကုန်း30ဈေးတန်းအောင်မှာကျွန်တော်တို့အချိန်တိုင်းအတိုင်းသာပိတ်စီကဈေးအကြအားကောင်းကောင်းနဲ့ပိတ်သွားခဲ့တဲ့ဆိုရင်လည်းကျွန်တော်တို့လက်ရောင်းနာနဲ့ဆိုင်ဈေးကွက်ချင်းတွေကိုစောင့်ကြည့်ဖို့ကျွန်တော်အားပေးခြင်းပါလေ။အလိုလေမိမဲ့ဆိုရင်ဒီမှာတော့လည်းဖောက်ကြာပြီးပိတ်သွားတော့လည်းဈေးကနည်းနည်းပဲဆက်ကြတယ်ပေါ့နော်ပြီးတော့ပြန်ကန်တက်သွားတာဖြစ်တဲ့အခါမှာကျွန်တော်တို့လိုက်ရောက်မယ်ဆိုရင်ကျွန်တော်တို့ကအကျိုးမြတ်ရနိုင်ခြင်းနည်းနည်းပဲရှိတယ်ခင်ဗျ အဲကြောင့်အဲ့လိုဖောက်သွားပြီဆိုရင်လည်းအပေါ်ဖောက်တာဖြစ်ဖြစ်အောက်ကဖောက်သွားပြီဖောက်သွားပြီဆိုရင်လည်းအချိန်တနိုင်တနားပေးစင်းနဲ့ဖောက်သွားပြီဆိုလည်းဈေးကွက်အခြေအနေကိုစောင့်ကြည့်တာတော့ကျွန်တော်တို့ပို့ပြီးတော့အနည်းငယ်ကင်းနိုင်ခဲ့ပြီဒီနေ့ကကျွန်တော်အဲဈေးတန်းစုံနှစ်ခုကြာငိမ့်ငိမ့်မငိမ့်ငိမ့်ဈေးအတက်ကြာကျန်းနိုင်ပါလေဈေးအတက်ကြာကျန်းနိုင်တဲ့အနေအထားမျိုးတွေ့တယ်ဆိုရင်တော့ကိုကဈေးကွက်ထဲမှာအရောင်းဝယ်မလုပ်ဘဲနဲ့လက်ရှောင်နေတာကျွန်တော်အကောင်းဆုံးပဲဖြစ်ပါတယ်အဲမုံတိုင်းထန်နေတဲ့အချိန်မှာတော့ကျွန်တော်တို့ကငါးဖက်မထွက်တာပူကောင်းတယ်ပေါ့နော်အဲရလေးကိုတော့ကျွန်တော်တတိပေးခြင်းပါ ဟုတ်ပြီအဲ့ဆိုတော့ဘန်ဒလုံးထွက်ပြီးမှကျွန်တော်ဘာကြီးဖြစ်လာနိုင်လဲဘန်ဒလုံးထွက်ပြီးမှဘာကြီးဖြစ်လာနိုင်လဲဆိုတာကိုကျွန်တော်ဒီအချိန်တစ်နာရီအတိုင်းအတာနဲ့ပဲကျွန်တော်ဆက်ပြီးတော့သုံးသပ်ပြပြပြနော်ဘန်ဒလုံးကတော့ကျွန်တော်ညာ12နာရီလို့7နှစ်ခွဲလို့တနာရီလို့မှထွက်မှာဖြစ်ပါတယ်အဲ့အပတ်တခါမှာကျွန်တော်တို့ကဘန်ဒလုံးထွက်ပြီးပြီးချင်းအယောင်းဝယ်လုတ်ချင်တယ်ပေါ့နော် risk များများလဲယူနိုင်တယ်ဘန်ဒလုံးထွက်ပြီးပြီးချင်းအယောင်းဝယ်လုတ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဈေးတန်းနှစ်ခုကိုပဲစောင့်ကြည့်ရပါမယ်။ဘယ်ဈေးကနေလဲလို့မေးမှဆိုရင်ကျွန်တော်တို့ အပေါ်ဆိုရင် ကျွန်တော်တို့၄လောက်ဒီပေါ်နော်ကျွန်တော်တို့၄လောက်၁၀စီတန်းအောက်ဆိုရင်ကျွန်တော်တို့အာကျွန်တော်တို့ဒါ38 38 90စီတန်းပဲဆိုကြပါစို့ဘန်တုံးလုံးထွက်ပြီးပေါ့နော်ဘန်တုံးလုံးထွက်ပြီးမှပြီးတယ်ပေါ့နော်ကျွန်တော်ဥပမာဆိုဘာစလုံးချင်းညတနာကြီးကွဲပေါ့နော်အချင်းတနာကြီးအတိုင်းတာပေးစေးကျွန်တော်ဥပမာကက်ခေါ်ရ H1 ကန်နေက လေတောင်တဆယ်အထက်မှာပိတ်သွားခဲ့တယ်ဆိုရင်တော့ကဘာရွေစီအသက်ဖက်ပြန်သွားပါလိမ့်မယ်ခင်ဗျမဟုတ်ဘဲနဲ့ကျွန်တော်တို့ဘန်ဒလုံးဆော့ပစ်ချက်ထွက်ပြီးမှပြီးတယ်ပေါ့နော်ကျွန်တော်တို့အာပိတ်တယ်ပေါ့နော်ကျွန်တော်တို့အချိန်တနားအတိုက်တာပိတ်စရာ3890စီရန်အောင်မှာပိတ်သွားတယ်ဆိုရင်တော့ကဘာရွေစီကျွန်တော်တို့အကြပ်ဆက်သွားပါလိမ့်မယ်ကျွန်တော်တို့ဒီတစ်ပတ်အတွင်းမှာ3800စီရန်နာတီအနည်းဆုံးမြင်ရနိုင်ပါတယ် အဲ့တော့ကျွန်တော်တို့အဲ့ဘန်နုံလုံးစုပ်ပချက်ထွက်ပြီးမှကျွန်တော်တို့အချိန်တိုင်းအတိုင်းနာပိတ်စေအဲညဘာမှဆိုလို့ညတိုင်းကွယ်အတိုင်းနာပိတ်အချိန်တိုင်းအတိုင်းနာပိတ်စေဘယ်မှာပိတ်မလဲစောင့်ကြည့်ဖို့လိုပါတယ်ပိတ်တဲ့ပုံမူတည်ပြီးတော့ဈေးကွက်နေတာပြောင်းလဲမရှိနိုင်ပါဘူးတကူတော့ရှိရပါမယ်နော်ကျွန်တော်တို့ဘန်နုံလုံးစုပ်ပချက်ထွက်ပြီးမှဈေးအတက်ကြတွေကခါရမ်းနိုင်တဲ့ဈေးဆွဲတင်ဆွဲကြလေရှိနိုင်တဲ့အခါမှာကိုက risk ပုံနေခြင်းနဲ့နိပညာပိုင်းရာပိုတင်ညာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့အချိန်တရက်အတိုင်းဒါပိတ်စေကိုစောင့်ကြည့်ပါခင်ဗျာ အချင်းတရအတိုင်းတာပိစေးကိုစောင့်ကြည့်တာတော့ပို့ပြီးတော့တည်ကြပါလိမ့်မယ်ဒီနေ့တရတာပိစေးပေါ့နော်ဒီနေ့တရတာပိစေးကကျွန်တော်ဆိုကြပါတော့ဒီ၄၁၀အထက်မှာ ပြန်ပိတ်သွားတယ်ဆိုရင်တော့ကဘာရွှေကိုကျွန်တော်တို့အသက်ပြန်မြော်လို့ရပါပြီပတ်သက်ဘူးဆိုတော့ကျွန်တော်အနည်းဆုံးပြ၄၁၀ဝန်းကျင်ထိအသက်ပြန်မြင်ရလိမ့်မယ်စန့်ကျင်ဘက်နေနဲ့ဒီနေ့တရတာပိစေးကကျွန်တော်တို့ဒီ 3890ပေါ့နော်3890စေတန်းအောင်မှာပိတ်သွားရင်တော့ကျွန်တော်တို့ဘယ်လောက်လောက်ထိတောင်အကြမ်းမှန်းလို့ရလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့အ ਨੇ ဆုံးဗျာကျွန်တော်တို့3800အများဆုံးကျွန်တော်တို့ဘယ်လောက်ထိမှန်းလို့ရလဲမေးမယ်ဆိုရင်3930 20ထိတောင်ကျွန်တော်တို့ဈေးအကြမ်းမှန်းလို့ရပါတယ်ဒီတစ်ပတ်ထဲမှာပေါ့နော်ဒီတစ်ပတ်ထဲမှာအဲ့ဒါပြတဲ့ကောင်ကျွန်တော်တို့ဒီနေ့တရတာပိတ်စေးရကျွန်တော်တို့၄000တစ်ဆက်အထက်ပိတ်နိုင်မလားဒါမှမဟုတ်3890အောက်ပိတ်နိုင်မလားဆိုတာ စောင့်ကြည့်အောင်ဖြစ်ပါတယ်တရက်တာပိတ်စေးကိုပိတ်ရင်တော့ပိုတည်ကြပါလိမ့်မယ်ကျွန်တော်အမြင်ပြောမယ်ဆိုရင်တော့ကမ္ဘာချွေစရာဒီနေ့မှာအသက်နဲ့ပြီးပို့တော့အနိဒာများနိုင်နေစီအသက်နဲ့ပြီးပို့တော့ဒါမဲ့4030ထက်တော့ပိတ်ဖို့မလွယ်ဘူးလို့ကျွန်တော်မြင်မိတယ်ဗျဟိုမှာဒီနေ့တရက်တာမှာဗျကျွန်တော်တို့ဒီလောက်လောက်ဝင်ကျင်မှာပိတ်သွားပေါ့ဟိုမှာ3990နာဝင်ကျင်တော့90အထက်တော့မှာပိတ်သွားပြီဗျဈေးအသက်3နည်းနဲ့ပိတ်သွားတယ်ပိတ်သွားပြီးမှမနေ့ပြန်လောက်မှာဈေးပြန်ကျလာတာမျိုးဒါမှမဟုတ်မနေ့ပြန်မှာဈေးနည်းနည်းဆက်သက်ပြီးမှပြန်ကျလာတာမျိုး ဖြစ်နိုင်ခြေရှိတယ်လို့ကျွန်တော်ရေတူးတဲ့အမြင်အားသုံးသပ်ထားပါတယ်။ဒါကရေပူရသုံးသပ်ချက်ဖြစ်တဲ့အခါမှာမှားလဲမှားနိုင်ပါတယ်။ဥပမာမနေ့ကဆိုတဲ့ကျွန်တော်3960ဘာရီမှာကျွန်တော်ဝယ်ဝယ်ခဲ့တယ်ပေါ့နော်။ဈေးပြန်ကန်တက်မဲ့သူသုံးသပ်ပြီးဝယ်ခဲ့တယ်ဒါပေမဲ့မှားသွားခဲ့တယ်ပေါ့နော်။ risk management ထိသွားခဲ့တယ်။အဲအရှုံးပိုင်းစီတန်းထိသွားခဲ့တယ်ပေါ့နော်။အဲအားဖြစ်တဲ့အခါမှာကျွန်တော်တို့ကဈေးကွက်နေထားတဲ့သုံးသပ်တဲ့အခါမှာကျွန်တော်ဖြစ်နိုင်ခြေအလားအလာကိုကျွန်တော်သုံးသပ်ခြင်းဖြစ်ပါတယ်။အဲကိုယ်သုံးသပ်ထားတဲ့ဖြစ်နိုင်ခြေအလားအလာမှားသွားပြီဆိုရင်လည်းကိုက risk management လုပ်ထားပါပေါ့နော်။ risk management လုပ်ထားတဲ့အခါမှာကိုရှုံတင်းတဲ့လောက်ပဲရှုံနေပေါ့နော်အရှုံးကြီးစရာအကြောင်းမရှိဘူးပေါ့နော်အဲ့ဒါပြတာကျွန်တော်အမြင်ကတော့ကျွန်တော်ကတော့ဒီနေ့မှတတိယတာမှာဈေးအသက်တုံးခပ်ပါပါနော်ဒါမှမဟုတ်လည်းနည်းနည်းကြီးတဲ့ဈေးအသက်ပြီးပြီးမှမနဲ့ပြန်လောက်မှဈေးအကျပြန်လာမယ်လို့ကျွန်တော်အမြင်ကသုံးသပ်ထားရပေါ့နော်ဘယ်လိုဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါနီးပညာပိုင်းတော့တစ်ချက်ပေါ့နော်တတိယမှန်းကိုကျွန်တော်တွားကြည့်လိုက်တတိယမှန်းကြည့်မယ်ဆိုတတိယ12ခွဲမှာကျွန်တော်တို့ အာဒီကအပေါ်က new home set data စတင်မှ data တော့ကျွန်တော်တို့ပြီးခဲ့တဲ့သတင်းနာလေးကထွက်မယ်ဆိုပြီးပြန်အခုချိန်ဒီမထွက်နိုင်သေးဘူးပေါ့နော်အမေရိကန်အစိုးရကဘာမှချက်ထောင်ကြနေလို့အဲဆိုအဲ့ဒီသတင်းကိုမေ့ထားလို့ရတယ်ပြီးရင် crude wine inventory ဆိုတာဒါရေနံနဲ့ဆိုင်တဲ့သတင်းပေါ့နော်ကျွန်တော်နဲ့သက်ဆိုင်တဲ့သတင်းကပမာစံတော်ချိန်အမှဒီမှာတော့14နာရီပြထားတယ်ကျွန်တော်ပမာစံတော်ချိန်မှာတော့ညာစနစ်ခွဲမှာထွက်မယ်အမေရိကန်ဘူပန်ဘန်သုံးလုံးစုံမချက်အမေရိကန်ဘူပန်ထုတ်ပြန်ကြေညာချက်နဲ့ညာတနာရီခွဲမှာလုံးမယ်အမေရိကန်ဘူပန်ရဲ့သတင်းစာရှင်းလင်းပွဲဖြစ်ပါ ဒီသတင်းတွေမှာဆိုရင်တော်တော်များများတော့ trader တွေတော်တော်များ trader တွေอ่ะပေါ့ကျွန်တော်တို့က mega ဘိုးပန်းဘန်သုံးလုံးကဒီညရှော့မယ်ဆိုတာကျွန်တော်ကဒါချိန်တည်ပြီးသားလို့ပြောလို့ရတယ်4.25%နဲ့4%ဒီရှင်းမှာเนาะ4.25%ကနေ4%ဒီရှင်းမှာအဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ကဘာဝဖြစ်လဲလို့မြင်မယ်ဆိုရင်ကျွန်တော်တို့ကအာဒီမှာဘန်ဒုံလုံးရှင်းဖို့အတွက်ပေါ့เนาะကျွန်တော်တို့ကအားလုံးကကျွန်တော်တို့က အချိုတီပီတာချိုတီပီတာအနေထားမှာအဲ့ချိုတီရဆိုတာလွန်ခဲ့တဲ့တလနှစ်လလောက်ကတည်းကချိုတီပီတာဒီလို0.25%ရှော့ဖို့ဆိုတာအဲ့အပတ်ကမှာအဲ့ဒီ0.25%ရှော့ဖို့အနေထားတော့ကဘာချွေစီရကျွန်တော်တို့အရင်လာဒီကတည်းကချိုပြီးတက်ခဲ့ပြီးရဲ့အနေထားလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒီနေထားမှာပဲဒီညကျွန်တော်ဘန်တုံးလုံးက0.25%ပဲထက်ရှော့ခဲ့ရတယ်ဆိုရင် ကျွန်တော်တို့က4.25%နဲ့4%ပဲ short ခဲ့တယ်ဆိုရင်ဟာကဘာရွှေဈေးကြီးကကျင်းဒီပေါက်ပြန်ထောင်တက်သွားမယ်လို့ကျွန်တော်ပြောလို့မရဘူးဗျ။အောက်လိုမဲ့ဆိုရင်မှန်းထားတဲ့အတိုင်းပဲ short လို့ပေါ့နော်။ဒီမှန်းထားရဲ့ဒီလို short ဖို့ဆိုတာကျွန်တော်လုံခဲ့တဲ့တလနာလောက်ကလေးကျိုးတက်ပြီးသားပတ်တဲ့ခါမှာဒီအတွက်ဈေးတက်ပြီးသားပတ်တဲ့ခါမှာဒီလို0.25%ပဲ short တဲ့အနေထားတော့ကဘာရွှေဈေးကိုကျွန်တော်အပေါ်ဈေးတန်းစီပြန်ဆွဲခေါ်သွားနိုင်မှာမဟုတ်ဘူး။ဒါပေမဲ့အဲ့လိုဈေးပြန်တက်ဖို့အတွက်ပေါ့နော်အချိန်နည်းရရှိတယ်။ မှန်းထားတဲ့0.25%နဲ့ပြဥပမာ4.25%ရနဲ့3.75%ထိ0.5%ကောက်လျှော့ခဲ့တယ်ဆိုရင်ကဘာရွှေစီကျွန်တော်တို့ပြန်ထောင်သက်သွားနိုင်တယ်ဒါနံပါတ်1အခြေအနေနံပါတ်2အခြေအနေကတော့မှန်းတဲ့0.25%ပဲလျှော့သွားတယ်ဒါပေမဲ့သူတို့ကအဲ့ဘန်ဒိုနိုဆိုပက်ကြပြီးနိုင်ဝက်ကြမှာလုံးတဲ့အမေရိကန်ဘူပန်သတင်းစာရှင်းလင်းပွဲမှာအာနောက်နှစ်ထဲမှာလည်းတောက်လျှောက်ဆက်လျှောက်ဖို့ရှိသေးတယ်ဥပမာသူတို့ ခံမှန်းကြည့်ဖို့တာဂက်ပြဥမာဘန်တုံးလုံးကို2%အထိတောက်လျှောက်လျှော့ဖို့ရှိတယ်3%အထိတောက်လျှောက်လျှော့ဖို့ရှိတယ်ဒါမှမဟုတ်လည်း1%အထိတောက်လျှောက်လျှော့ဖို့ရှိတယ်စသဖြင့်အဲ့လိုမျိုးပြောသွားတယ်ဆိုရင်တော့နောက်နေတယ်ပေါ့နော်နောက်နေတယ်မှာလျှော့ဖို့ရှိတယ်လို့ပြောသွားခဲ့တယ်ဆိုရင်တော့အဲ့ဒီနေထားမှာကဘာရွှေစီကပြန်ထောင်တက်သွားနိုင်ပါလေအတက်ဖက်ပြန်ရောက်သွားနိုင်ပါလေအဲဒီတော့တော့လေးပါတီတော့ပြန်ရောက်သွားနိုင်တယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့က ဒီညအမေကန်ဘိုးဘန်ဆုံးဖြတ်ချက်ကိုဘိုးကန်ဘန်တိုးလုံးဆုံးဖြတ်ချက်ကိုကျွန်တော်တို့ကကျွန်တော်တို့ကကြည့်တဲ့အခါမှာဘန်တိုးဘယ်လောက်ရှော့တယ်လဲကြည့်ရမယ်မှန်းထားတဲ့တိုင်း0.25%ဆိုပဲရှော့ရင်တော့ကဘာရွှေစီတက်ရင်တော့မှဒီညမှာနည်းနည်းပဲအတက်ပြပြီးနောက်ရက်မှာပြန်ကျသွားတာမျိုးဖြစ်နိုင်တယ်ခင်ဗျာမှန်းထားတဲ့ပူရှော့ခဲ့တယ်ဆိုရင်တော့အတက်ဖက်ပြန်ရောက်သွားနိုင်တယ်ကျွန်တော်တို့ဈေးအတက်ပြန်အားကောင်းသွားနိုင်တယ် မမှန်းထားတဲ့အတိုင်းပဲရှော့တယ်ပြီးတော့အဲနိုင်ဝက်အကြမှာလုတ်တဲ့အမေရိကန်ဘိုးဘန်တင်းစားရှင်တွေဘက်မှာငါတို့နောက်နှစ်မှာတောက်လျှောက်ဆက်လျှောက်ဖို့ရှိတယ်ဘလောက်ပါစန်တီရှော့ဖို့ရှိခဲ့ပြောခဲ့တယ်ဆိုရင်တော့အတက်ပဲပြောင်းသွားနိုင်မှာအဲအပြက်ကကျွန်တော်ကတင်းကိုသုံးတဲ့ကမှာဘန်သူလုံးရှော့တိုင်းကဘာရွှေစီတက်မှာမဟုတ်ပါဘူးမှန်းထားတဲ့ပူရှော့ခဲ့ရင်နောက်နှစ်မှာတောက်လျှောက်ဘလောက်ပါစန်တီတောက်လျှောက်ရှော့ဖို့ရှိတယ်ပြောခဲ့တယ်ဆိုရင်ကဘာရွှေစီအတက်အားပြန်ကောင်းပါလိမ့်မယ်မဟုတ်ရင်တော့ အတားအကောင်းနေတော့မှခဏတာအယောင်ပြအတားအကောင်းပြီးတော့အကြပဲဆက်သွားနိုင်ပါတယ်။ကျွန်တော်အများပြောမှဆိုရင်တော့ဘယ်လိုဖြစ်မလဲဆိုတော့စောင့်ကြည့်ရမှာပေါ့နော်။ဒါအမေရိကန်ပုံပန်းဘယ်လိုဒီဒီလုံမလဲဆိုတော့ကျွန်တော်လည်းတက်အတော့ပြောနိုင်ပါဘူး။ဒါပေမဲ့ဒုတိယအချိန်ကြီးကတော့ပိုဖြစ်နိုင်ချေရှိရပါဘူးနော်။ဘန်တုံးတော့ဒီမှန်ထားတဲ့အတိုင်းပဲလျှော့တယ်။နောက်နေ့ထဲမှာတောက်လျှောက်လျှော့ဖို့ရှိတဲ့ဘာညာပြောခဲ့တာမျိုးကတော့ကျွန်တော်အမြင်အရပို့ပြီးတော့ဖြစ်နိုင်ချေရှိတယ်ခင်ဗျ။ပြဒေါ်လာအင်းတက်ကလည်းလက်ရှိ68နာရီရှိနေတော့မှာပဲဒါပေမဲ့ဒေါ်လာအင်းတက်ကကျွန်တော်ထင် ဒီမနက်ဖြန်မှာအဖြစ်ပေါ်ပါလိမ့်မယ်။ဒလိုင်းလက်ကြီးက69အထက်ကိုဖောက်တက်သွားတာပဲဖြစ်ဖြစ်68အောက်ကိုဖောက်ကျသွားပဲဖြစ်ဖြစ်မနက်ဖြန်မှာအဖြစ်တခုဒလိုင်းတက်ရဲ့အဖြစ်တခုတတိကွယ်ကွယ်ပေါ်လာပါလိမ့်မယ်။အဲကြောင့်ကျွန်တော်ဒီညမှာဒီဘန်နိုနိုဆော့ဖ်ချက်တွေထွက်ဖို့ရှိတာဖြစ်တဲ့ခါမှာဖြစ်နိုင်မယ်ဆိုရင်တော့မနော်အဲဘန်နိုနိုဆော့ဖ်ချက်ထွက်ပြီးဒီနေ့တရက်တာအပိစေကိုစောင့်ကြည့်ပြီးမှအယောင်းဝယ်လို့မနက်ဖြန်မှာအယောင်းဝယ်လို့တာတော့ကျွန်တော်တို့ပို့ပြီးတော့အနည်းငယ်ကင်းပါလိမ့်မယ်။ ဒီနေ့ဘန်ဒုံလုံးစောပချက်မထွက်ခင်နဲ့ဘန်ဒုံလုံးစောပချက်ထွက်ပြီးပြီးချင်းပေါ့နော်အချင်းတနိုင်အတိုင်းတာပေးစေးလေးပါကြည့်ပြီးတော့အယောင်းဝယ်လုတ်ချင်တဲ့ဆိုရင်တော့မှကျွန်တော်တို့ကိုယ်တော် risk you နိုင်မဲ့အယောင်းဝယ်ပမာဏကိုတေချာစစ်စစ်ပြီးအယောင်းဝယ်လုတ်ဖို့အရှုံးပိုင်းဈေးနှုန်းလေးတွေတေချာပေးထားဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။ဘာလို့ဆိုကမ္ဘာ့ချွေးစည်းကွက်မှာဘယ်ဟာမှကျွန်တော်ချင်းတေပေါ့ဆိုတာမရှိပါဘူး။ ဒီတရင်ထွက်ခဲ့လို့ဂျင်းဒီပေါစီတက်မယ်ဒီတရင်ထွက်ခဲ့လို့ဂျင်းဒီပေါစီကြမယ်ဘလို့အနေထားကြောင့်ဂျင်းဒီပေါတက်မယ်ဘလို့အနေထားကြောင့်ဂျင်းဒီပေါကြမယ်ဆိုတာလုံးဝမရှိတာမို့တတိထားပြီးရောင်းဝယ်တော့ပါ risk management တရားလို့ပါကျွန်တော်တိုင်သွင်းခြင်းပါလဲကျွန်တော်အမြင်ရတော့ဒီညဘန်သူနှုံးဆုံးမချက်မှာထွေတူးပါမပြောဘူးမှန်ထားတဲ့အတိုင်းပဲရှော့ခဲ့တယ်ဆိုရင်တော့ကဘာရှိစေတက်ရင်တော့မှခဏသာပဲတက်ပြီးတော့စီးပြန်ကြဖို့အလားလားများနိုင်ပါလိမ့်ခင်ဗျထွေတူးတွေပြောခဲ့တယ်ဆိုရင်တော့ အသက်ပဲပြန်အောင်သွားနိုင်တယ်ပေါ့နော်အဲဒါဆိုတော့ကျွန်တော်တို့ဘယ်လိုဆက်ဖြစ်မလဲဆိုတာဒီနေ့ညမှာကျွန်တော်ဆက်ပြီးစောင့်ကြရဖြစ်ပါတယ်ဒါတရကျွန်တော်ရေဒီနေ့အော်တိုဘာလ29ရက်နေ့တရက်တာကဘာရွှေစည်းခွဲသုံးချက်ဗီဒီယိုဖြစ်ပါတယ်အခုလိုသုံးချက်ဗီဒီယိုတွေကိုအတူတိတ်ကြည့်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ TikTok account နဲ့ကျွန်တော်ရဲ့ YouTube ကျွန်တော်ရဲ့ Telegram channel တွေကို Cfat and Subscribe လောက်ထားကြဖို့တိုက်တွန်းခြင်းပါတယ်ခင်ဗျာ